မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက EAR မှာဖော်ပြထားတဲ့ဆောင်းမရှင်စိုင်ခန်ရွန်းရဲ့ရွှေဘုံပွင့်ခရိုနီဂိုင်းကျုံနဲ့အာနာသိန်းစစ်ကောင်းဆောင်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်မြန်မာနိုင်ငံကတထေကြီးများကိုမြန်မာလူတုနဲ့ပြည်တွင်းပြည်ပမီဒီယာတွေက ခရိုနီတွေလို့ခေါ်ဆိုရေးသားကြပါတယ်အဲ့ဒီခရိုနီတွေကိုဒေါ်အောင်ဆန်းစုကြည်ဆိုရလက်ထက်မှာ ထိုက်ကွန်တွေလို့ခေါ်ဖို့ပြောကြားတဲ့အခါဒေါ်အောင်ဆန်းစုကြည်ကနာမည်ပြောင်းခေါ်ပေးခဲ့ပါတယ်။သူ့လက်ထက်မှာအနောက်နိုင်ငံဆန်းရှင်အချခံရတဲ့ဘဝကလည်းခရိုနီတွေလွတ်ခဲ့ရပါတယ်။လူမှုအမြင်တချို့လည်းပြောင်းခဲ့ပါတယ်။မြန်မာစစ်တပ်ကထိတ်တန်းဗိုလ်ချုပ်ကြီးများကိုလည်းဆန်းရှင်စရင်တဲကထုတ်ပေးလိုက်ပါတယ်။တမရာကြီးဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲမှုများကိုလည်းအတိအမှတ်ပြုတဲ့သဘော ပါဝင်ပါတယ်။ဒါပေမဲ့ စစ်တပ်ပြန်ပြီးအာဏာသိမ်းမှာကိုလိုလာတဲ့စီးပွားရေးသမားခရိုနီကြီးများရှိခဲ့ပါတယ်။အယတဆိုရာရဲ့စီးပွားရေးရာ policy တွေကို ခရိုနီကြီးတွေမကြိုက်ခဲ့ပါဘူး။သူတို့ဟာစီးပွားရေးလုပ်ငန်းကြီးများကိုနာဝတ္တနာအဖလက်ထက်မှာတိဆောက်ခဲ့ကြသူများဖြစ်ပြီး ချမ်းသာကြွယ်ဝလာသူများဖြစ်ပါတယ်။အဲ့ဒီထဲမှာမှ KBZ ရဲ့ရာသပံဥက္ခရာကြီးဖြစ်သူဆရာကျောင်းလိုလဲခေါ်တဲ့ဥအောင်ကိုဝင်းလဲအပါဝင် ဖြစ်ပါတယ်။ စစ်တပ်ရှိမှခရိုနီတထေးကြီးတွေဆက်လက်ယက်တီနိုင်မှချမ်းသာကြွယ်ဝကြမှာဖြစ်ပါတယ်။ခရိုနီကြီးတွေရှိမှစစ်တပ်လည်းဆက်လက်ယက်တီနိုင်မှာဖြစ်ပါတယ်။အကျိုးတူစီးပွားပွဲများဖြစ်ပါတယ်။စီးပွားရေးပညာရှင် Professor ရှောင်းတာနေက The Development နဲ့ Interview တစ်ခုမှာ ခရိုနီလုပ်ငန်းစုအမာခံအုပ်စုတစုကမြန်မာကစီးပွားရေးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုစန့်ကျင်ရာမှာအခိုင်အမာရှိကြပြီးတော့ စစ်တပ်နဲ့နီးကပ်စွာမဟာမိတ်ဖွဲ့တယ်။အဲ့ဒီအုပ်စုတွေဟာဆရာနာသိမ်းမှုတွေမှာကြံရပါတွေဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်လို့ပြောခဲ့ပါတယ်။ Professor Dr. Shangda နဲ့ဟာတောင်ဆန်းစုကြည်ဆိုရဖွဲ့မှာ စီးပွားရေးအကြံပေးလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါပြင်မြန်မာမီဒီယာများနဲ့နိုင်ငံခြားမီဒီယာများက အခုအရာဝတီပါဝင်တရုတ်နဲ့ရုရှားကမြန်မာစစ်တပ်ကို ထောက်ခံထားလို့တောင့်ခံနိုင်တယ်ဆိုပြီးတော့လေ ပြောကြဆိုကြရေးသားပုံနှိပ်ဖော်ပြကြပါတယ်မှန်ပါတယ်ဒါပေမဲ့ပြည်တွင်းမှာတော့ခရိုနီကြီးများကမြန်မာစစ်တပ်ပြိုသွားမှာကိုမလိုလားပါ သူတို့ကလည်းအထဲမှာဝိုင်းပြီးထောက်မှကြားကန်ပေးထားပါတယ်ဒါကိုမြန်မာတိုက်ခန်းနဲ့စေစော်ရေးလုပ်နေတဲ့သူများကမ်ပိန်းလုပ်တဲ့သူများကမြင်ဖို့လိုပါတယ်မမြင်ရင်သူတို့ကိုလည်းခရိုနီများကခွန်ထားကြွေးထားလို့ပဲဖြစ်ပါလိမ့်မယ် ခရိုနီဒဲမှာလည်းအုပ်စု2စုရှိပါတယ်ပထမအုပ်စုကတော့မျက်နှာထွက်ပြပြီးမီဒီယာတွေနဲ့ယင်းဤကျွမ်းဝင်သူများဖြစ်ပါတယ်ဆိုရှယ်မီဒီယာနဲ့ယင်းဤကျွမ်းဝင်သူများလို့ဆိုရင်ရပါတယ်ဒုတိယအုပ်စုကတော့ကလကာနောက်ွယ်မှာနေသူများပဲဖြစ်ပါတယ်ဒုတိယအုပ်စုမှာဥအောင်ကိုဝင်းပါတယ်လို့သတ်မှတ်ရပါလိမ့်မယ်ဒါပေမဲ့သူထွက်လာတဲ့အချိန်များလည်းရှိပါတယ်တစ်ခါတလေရှာရှာပပပါပဲငလျင်လှုပ်ပြီးနှစ်ပတ်ခန့်ကြာမှတောင်ကြီးမြို့ ရွှေဘုံပွင့်စေတီထီးတင်ဘွဲမှာတော့တထေကြီးဦးအောင်ကိုဝင်စကောင်စီခေါင်းဆောင်နဲ့တူ တွဲထွက်လာတာကို တွေ့ရပါတယ်။ရှမ်းပြည်တောင်ပိုင်းကျွန်တော်တို့မွေးဖွားကြီးပြင်းရာဒေသဟာဦးအောင်ကိုဝင်နဲ့သူစနီးဒေါ်နန်းတန်းထွေးတို့အပိုင်စားရထားတဲ့နယ်မြေလို့ခေါ်ရမှာဖြစ်ပါတယ်။အဲ့ဒီဒေသကဒေသခံများကတော့ဦးအောင်ကိုဝင်တို့ကို လေးစားကြည့်ညိုကြပါတယ်။ AB ဇက်မိသားစုဟာအလူတန်းပေကန်းစွန်ကျဲရမှာ ရရောသူများဖြစ်ကြပါတယ်။ကျွန်တော်တို့မြို့မှာလည်းရေတန်းဇက်တွေအဝီစီတွင်းတွေလှူပေးထားပါတယ်။ဆရာနာသိမ်းပြီးနောက်မှာတော့ဦးအောင်ကိုဝင်းလူမီခွင်းကခနာပြောက်ွယ်သွားပြီးနောက်ပိုင်းကြမှပြန်ပေါ်လာတာပါ။မြမပီကတထေကြီးများထဲမှာဦးအောင်ကိုဝင်းပါဝင် ထိတ်တန်းတထေကြီးများစီဝါရီသမားကြီးများဟာထိတ်တန်းမြမစစ်ဘိုလ်ချုပ်ကြီးများနဲ့ခန်းစည်းနောက်ွယ်မှာရှမ်ပိန်ဝိုင်းဝီစကီတွေနဲ့ ညတာအတူစားသုံးနိုင်သူများဖြစ်ပါတယ်။ကောက်လဲအတူတူရိုက်နိုင်ပါတယ်။အဲ့ဒီထဲမှာဥအောင်ကိုဝင်းရဲ့ပြိုင်ဘက်တစ်ထည်ကြီးဥတေစာလဲပါတယ်လို့ဆိုရပါမယ်။ဥတေစာကတော့ခရိုနီလော့ကာကထွက်ပြီးသူ့ရဲ့နာမည်ဆိုးကို ပြန်လဲတန့်စင်နေပြီလို့ဆိုရမလားပါပဲ။ကျွန်တော်တို့ရဲ့ခံမှန်းချက်ပါ။အခုလက်ရှိလက်နက်ကိုင်းစစ်ကောင်စီတပ်နဲ့တရတူရှင်မကွဲဆက်ပြီးပေါင်းနေတဲ့ခရိုနီကြီးငယ်လက်တွေထဲမှာတော့ ခရိုနီဂိုင်းကြုံကြီးလို့အခေါ်ခံရတဲ့ဦးအောင်ကိုဝင်ပဲဖြစ်ပါတယ်။သူကတော့ဒီဝဲကရက်နွန်တဲကယုံထွက်လို့မရတော့ပါဒီလိုပဲကျွန်တော်တို့ကသုံးသပ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းမှာ KB ဇက်မီတာစုရဲ့ကျေးဇူးကိုတော့မမေ့ပါ။တကယ်တော့ယုံထွက်လို့မရပဲနွန်တဲမှာဆက်ပြီးပျော်နေသူတွေကတော့တတိဂိုင်းကြုံကြီးနဲ့ခရိုနီများဖြစ်ပါတယ်။မြင်အောင်ကြည့်ဖို့လိုပါတယ်။ဗိုလ်ချုပ်ကြီးမောင်အေးတောင်ကြီးမှာ တိုင်မှုရာတို့နဲ့ဒါဝင်ယူစင်ကဥအောင်ကိုဝင်းဟာရင်းနှီးခွင့်ရခဲ့ပါတယ်။အဲ့ဒီတော့ကဗိုလ်ချုပ်ကြီးမောင်အေးတိုင်မှုဘဝကနေ1992ခုနှစ်မှာဒုက္ကရွေဦးစည်းချုပ်ကြီးရာတို့ကိုတန်းရပြီးတိုင်းပြည်ရဲ့ဒုတိယရာတို့အကြီးဆုံးခေါင်းဆောင်ဖြစ်သွားချိန်မှာဥအောင်ကိုဝင်းလည်းကြောက်တူးခွင့်လိုင်စင်များကိုတဦးတည်းလုတ်ပိုင်ခွင့်ရသွားပါတော့တယ်။နောက်ပိုင်းမှာတော့ KB ဇက်ပန်ကိုတီထောင်ဖွင့်လှစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမောင်အေးမထွက်ခင်မှာဦးအောင်ကိုဝင်းရဲ့လက်ထဲကိုလေချောင်းလိုင်းပါဝင်စီဝါရေးလုပ်ငန်းတွေအများကြီးပုံအပ်ပေးသွားခဲ့ပါတယ်။အလုတ်ဆက်လုတ်ခိုင်းထားတဲ့သဘောပါ။အခုချိန်မှာဗိုလ်ချုပ်ကြီးမောင်အေးမွေးခဲ့တဲ့တပင်မားတဲမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမဲအောင်လှိုင်ကအာနာသိမ့်လိုက်ချိန်ဗိုလ်ချုပ်မှုကြီးမောင်အေးရဲ့တာရပိတူဖြစ်ခဲ့တဲ့ဦးအောင်ကိုဝင်းဟာလည်းတဖွဲ့သေးသားတွေဖြစ်လို့ကေပြည်ဆက်ကိုလည်းပြည်သူလူထုကကြင်စာတိုက်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ဘူချုပ်ကြီးမောင်အေးဟာဥအောင်ကိုဝင်းရဲ့တူးသေးပိုင်ဆရာသမားဘဝကနေတတိကြီးဥတေစားရဲ့အပြုစုတွေအောက်မှာခဏတာตาရခဲ့ဘူးပါသေးတယ်။အဲ့ဒီချိန်မှာတော့ဆရာเจ้าရဲ့လက်ဆောင်ထက်တာကိုမြင်ရပါတယ်။တတိဥက္ခရာကြီးဟာဥတေစားကိုအတိတက်ဖို့စူးစမ်းခဲ့ခြင်းပဲဖြစ်ပါတယ်။စီဝါရေးကိုတတ်တယ်၊နာမည်ကိုမီဒီယာတွေထောင်ပြီးအတိတက်တယ်၊ခေါမဖော်နိုင်အောင်ကို လုပ်ခဲ့ပါတယ်။ ဒါကတော့ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ဥတေဇာတို့ရဲ့တန်ရုံးစဉ်ကို အပြီးပိုင်းရစဲဖို့ကြိုးစားခဲ့တဲ့ဆရာကျောင်းရဲ့လုပ်ရပဲဖြစ်ပါတယ်။လုပ်ငန်းရှင်ကြီးများရက်ွက်ကတော့အဲ့ဒီကျောင်းကိုတည်ခဲ့ကြပါတယ်။ဥတေဇာဘက်ကရက်တီသူများကသူဟာလူကောင်းလူဖြောင့်တယောက်ပါ။ရုပ်ရုပ်မှမှလုတ်တက်တဲ့သူတော့မဟုတ်ပါဘူးလို့ခုခံပြောဆိုခဲ့ကြပူပါတယ်။ဥတေဇာကလည်းအရင်ခေတ်ကရုရှားစီကစစ်လက်နဲ့အယောင်းဝယ်ပွဲစားလုပ်ခဲ့ပါတယ်။ ချမ်းသာကြွယ်ဝခဲ့ပါတယ်။အနောက်နိုင်ငံဆိုးရွားတွေနဲ့ဆန်ရှင်ဒဏ်ကိုလည်းခံလိုက်ရပါတယ်။သူဟာဒီနေ့မှာတော့နောက်ကိုဆုတ်သွားပြီလို့ဆိုရပါမယ်။ဒါပေမဲ့ဥအောင်ကိုဝင်းတို့လိုနောက်မဆုတ်ဘဲလက်နက်ကင်စစ်ကောင်စီတက်နဲ့ဆက်ပြီးစခန်းသွားနေတဲ့ခရိုနီကြီးတွေလည်းရှိနေစေဖြစ်ပါတယ်။အဲဒီလိုခရိုနီကြီးတွေကိုတော့စရင်တို့ရမယ်လို့ဆိုရပါမယ်။တမိုင်းဆိုတာလိန်လို့မရပါ။သူ့အလှဲ့ကိုယ်အလှဲ့ဆိုတာဘဝမှာရှိကြပါလေ။ အလှူဒါနလုပ်ခြင်းဖျားထီးတင်ခြင်းမှရတဲ့ကုသိုလ်ဟာကျွန်တော်တို့လုပ်ခဲ့တဲ့အာကုသိုလ်များကို ခြေနိုင်ပါမလား။တံဝေကရစရာ စာမျက်နှာများကိုဆက်ပြီး တွေ့ရမြင်ရကြားရအောင်မယ်လို့ကျွန်တော်တို့ထင်မြင်ယုံကြည်ပါတယ်ခမညာ။